င်္ဂလာပါကွန်ဆာဆိုင်တွေရတင်ထားတဲ့ချန်လေးပေါ့နော်ဒီနေ့အညွန်းကောက်တာဖြစ်ပါတယ်အညွန်းကောက်တာလေးတွေကိုကျွန်တော်တည်တည်ချာချာပြပေးတာပေါ့နော်ဒီမှာအညွန်းကောက်တာလေးတွေကိုကျွန်တော်ပြပေးထားတာဖြစ်ပါတယ်ပင်လေးအညွန်းကောက်တာပေါ့နော်သူကအညွန်းကောက်လို့ရှိရင်ဟိုဟာပေါ့တော့ငကုံတော့ကျွန်တော်တို့အပင်လေးတွေကအောက်မှာကျနေတာဆိုတော့သူ့ကိုရမ်းပြီးတော့ဆွဲပြီးတော့လှန်ပြီးတော့ခြီးလို့မရဘူးပေါ့နော်တည်တည်ချာချာအောက်ကဇက်မြစ်ကလေးဟောက်သွားမှဆိုလို့အောက်မှာအောက်မှာကတ်နေတဲ့ဇက်မြစ်ကလေးဟောက်သွားမှဆိုလို့အဲ့ဒါလေးကိုထိမ့်ပြီးတော့တေချာလေး မှပြီးတော့မှကျိုးတစ်ချောင်းအရင်ခြိလိုက်တာပေါ့နော်အဲအပင်ကအပုပ်ညွန့်တက်နေပြီထောင်းနေပြီတေချာပြီဆိုတော့မှကျွန်တော်တို့ကနောက်တစ်ချိန်ပေါ့နောက်တစ်ချိန်ပေါ့ဗျာတေချာကတ်အောင်လို့တေချာထက်ခြိတာဖြစ်ပါတယ်ကျွန်တော်အနီးကပ်ပြပေးမယ်နော်ကိုညွန့်ကောက်တာလေးအဲအဲ့လိုပေါ့ဗျာဒါကတော့ဟိုရှော့ကျိုးလေးနဲ့ပေါ့ရှော့ကျိုးလေးတစ်ချက်လောက်လိမ့်လိုက်ရတယ်ပေါ့ဗျာဒီမှာအောက်ခြေအရင်လေးဒီမှာအောက်ခြေအရင်လေးဒီမှာဇက်မြစ်လေးတွေကတ်နေတာရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကအတင်းကတ်ချင်ဇောအားနဲ့ အကုန်လုံးကိုစုကတ်လိုက်မယ်ဆိုလို့ရှိရင် အောက်ကဇက်မြလေးဟတော့နိုင်တယ်เนาะအောက်မှာကမှကတော်ထိုးနေတဲ့တိရွက်ဟိုရွက်ကလေးတွေကတော့အဲ့ဒါရွက်ခံဆိုင်ထားတာပေါ့เนาะရွက်ခံဆိုင်တယ်ဆိုတာကတော့ကျွန်တော်တို့ဒီလက်ပေါက်တွေပါတွေကိုမပိတ်မိရပါဟာဒီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ရွက်ခံလေးကကတော်ထိုးထားတဲ့အတွက်မိုးရေအဲ့လက်ပေါက်ထဲကိုမဝင်ဘူးပေါ့เนาะအဲ့အဲ့အရွက်ကလေးကနေပြီးတော့အောက်ကိုပြန်စီးကြသွားတယ်ပေါ့เนาะအဲ့ကြောင့်ကျွန်တော်ရွက်ခံထိုးပြီးစိုက်တာပါဒါကျွန်တော်တို့စိုက်တဲ့ခြံလေးအညောင်းကောက်တဲ့ပုံစံပေါ့เนาะ အာနောက်ထပ်ညွန်ကောက်ပြီးရင်ဆေးဖြန်းတာတွေအစာကျွေးတာတွေနောက်အပင်ကြီးလာလို့အစာကျွေးတဲ့ပုံစံတွေကိုကျွန်တော်တစ်ဆင့်ချင်းကြီးထပ်တင်ပေးသွားအောင်ပါဘောနော်ဒီခုမှစဆိုင်တဲ့အဲပညာတင်ဆိုင်တဲ့လူတွေအဲလေးလာထားလို့လေးလာလို့ရအောင်ပေါ့နော်အဲတချို့ကြတော့တချို့နေရာတွေကကွန်ဆိုက်တောင်သူကြီးတွေကသူကကွန်ဆိုဆိုက်တယ်အဲတကယ်လို့ကိုကခုမှကွန်ဆိုက်တယ်ဆိုရင်အဲ့တောင်သူကြီးကမပြောပြဘူး အဲဘယ်ဆေးတုံးရမယ်ဘယ်စားတုံးရမယ်ဘာတခုတူလောက်ရမယ်ဆိုတော့သူတော့မပြောပြဘူးသူတော့မြုံနေတာပေါ့နော်သူကသေလို့ရှင်အဲ့ပညာတွေမြုံပြီးတော့ယူသွားအောင်အသားလေးမြုံနေတာအဲ့တော့ခါကျတော့နောက်မှ site တဲ့လူတွေကမပြောပြတော့အတင်းမေးလို့လည်းမကောင်းအဲ့တော့ကိုကိုပါကိုလေးလာပြီးတော့လောက်ရတယ်ကျွန်တော်တို့ကလည်းအဲ့လိုပဲပေါ့နော်အဲအဲအကြောင်းမို့အဲ့လိုမျိုးမဖြစ်ရအောင်ကျွန်တော်ကဟိုနေပါတိသွားလဲဘူးတူတာလေးရသွားရင်အဆင်ပြေတာပေါ့နော်အဲအကြောင်းမို့ကျွန်တော်တင်ပေးရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ